မိဘကြီးကိုပေါတော့ဗျာဒီနေ့အဲဒီနေ့12ရက်နေ့ပေါ့နော်12ရက်နေ့ရောက်သွားပြီအဲ6လပိုင်း12ရက်နေ့ရောက်သွားပါပြီအမကြခင်မှာဆိုလို့ရှိရင်ဒါကျွန်တော်2025ကြီးရလဲဒါဂုံဆုံးမှုအတွက်ဒါကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းတစ်ခုလို့လဲဒါကျွန်တော်တို့ပြောလို့ရတာပေါ့နော်9လပိုင်းပြီးသွားပြီ6လပိုင်းဆိုတော့လေနော်6လပိုင်း12ရက်နေ့ထိဝင်လာပြီဆိုတော့ အဲ့တော့တနစ်တနစ်ကတော့အင်မတန်မြန်ပါတယ်။ကုံဆုံးမှုကအင်မတန်မြန်ပါတယ်။အဲ့တော့ဒါကျွန်တော်တို့အခုဘလို့အခြေအနေတွေပေါ့ရှိလေ။နေစေးရမှာတော့လကောက်။ပြည်တွင်းရေးရမှာတော့လကောက်။နောက်နောက်အဲ့ဒါနောက်မြန်မာနိုင်ငံရေးရပါလေဘလို့တွေရှိတယ်လဲဆိုတာဒါကျွန်တော်တို့တွေဒါအင်မတန်တိကျွမ်းမှုအတွက်အင်မတန်အရေးကြီးတဲ့အချိန်အခါပဲဖြစ်ပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်။အဲ့တော့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့မှာတော့ ဒါကျွန်တော်တို့ဒီပြည်တွင်းမှာကတော့ဒါပြည်တွင်းစစ်ကတော့ဆက်လက်ပြီးတော့มาရှိနေပါတယ်ပြီးတော့ဒီကျွန်တော်တို့ဒီအာဒီတောင်ပိုင်းတိုင်းမှာဆိုလို့ရှိရင်လဲဒီ2025ဝင်လာတဲ့အချိန်ကနေစပြီးတော့มาအင်မတန်ထူးခြားသောအရာတစ်ခုကတော့ဟိုအားလုံးကသွေးစည်းညီညွတ် ပြီးတော့มาဒီအကြံမစစ်ကောင်စီတွေနဲ့ပတ်သက်တဲ့ခံတက်တွေပေါ့เนาะစကမ်းတွေအားလုံးအားလုံးကိုပြန်လည်ပြီးတော့มา တိုင်းလာတဲ့အနေထားမျိုးတစ်ခုကိုဒါကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျအဲ့တော့မိဘညီကိုမောင်နှမများအခုလက်ရှိအနေထားမှာတော့တောင်ပိုင်းတိုင်းမှာနော်တောင်လျှောက်ဆိုသလိုဒါစစ်စင်ရေးတွေရှိပါတယ်စစ်စင်ရေးတွေရှိသလိုအခုဆိုလို့ရှိရင်ဒါဥက္ကဋ္ဌစခန်းဟာဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့မှဒါဒုစရိုက်စင်မှုတွေနော်ပြန်လဲပြီးတော့မှအစနေပြီလို့ဒါကျွန်တော်တို့သိရပါတယ်ခင်ဗျနော်အဲ့တော့ အကြမ်းမဲ့စစ်ကောင်စီတွေနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့တွေဟာတနိုင်ငံလုံးပြူဟာနဲ့သွားတာဖြစ်ပါတယ်တနိုင်ငံလုံးစစ်စင်ရေးအတိုင်းအတာအနေနဲ့သွားနေတယ်လို့တနိုင်ငံလုံးသွေးစည်းညီညွတ်စွာနဲ့အကြမ်းမဲ့စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့စခန်းတိုင်တိုက်ပွဲတွေကိုနေရာနဲ့ပြည်နယ်အနှံ့တွေမှာဆင်နွှဲလည်ရှိပါတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ပထမဦးစွာပြောချင်ပါတယ်ဟုတ်ပြီလားအဲ့တော့အကြမ်းမဲ့စစ်ကောင်စီတွေဘက်ကတော့ရှုံးပြီးရှုံးပြေးပြီးပြေး တို့ပြီးပေါက်တရားတော့တောက်လျှောက်ဆိုသလိုပဲဒါရှိနေပါတယ်ဆိုတော့အကြောင်းဒါကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီနေ့မနက်မှာဘာတွေထူးခြားသလဲဆိုလို့ရှိရင်ဒီနေ့မနက်ထူးခြားတဲ့သတင်းလေးတွေဒါကျွန်တော်ပြောပြမယ်နော်ဒေါ်လာရေးတက်တွေအားတဲ့ဥက္ကဋ္ဌစကန်းကိုစတင်ပြီးတော့မှဒုစစ်ဆင်နေပြီလို့သိရပါတယ် အဲ့တော့ပထမအကြိမ်ထူးဆစ်စင်တုံးကတဲ့မသိနိုင်ငယ်လို့တက်ရှိ CEO ဆိုပြီးတော့မှအကြမ်းမဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့စစ်တပ်ဝါဒန်းဖြန့်တဲ့စကန်တွေ၃နှစ်အကြာမှာပြန်လဲပြီးတော့မှတိုက်ခိုက်တယ်လို့သိရပါဗျ။အဲ့တော့အကြမ်းမဲ့စစ်ကောင်စီစစ်တပ်ကလွန်ခဲ့သော၃နှစ်တုန်းကပေါ့နော်စကန်မကြအောင်ကူးကန်နိုင်ခဲ့တဲ့ဒါကျွန်တော်တို့မြန်မာနဲ့ထိုင်းနယ်စပ်စီးမင်းအနီးကအကြမ်းမဲ့စစ်ကောင်စီစစ်တပ်ရဲ့ခြေစုခြေအကြမ်းမဲ့စစ်ကောင်စီစစ်တပ်ရဲ့ခြေစုခြေကုပ်စကန်ဖြစ်တဲ့ဥက္ကဋ္ဌစကန်တော်လိုင်းတပ်ဖွဲ့တွေကဒီကနေ့ဇွန်လ17ရက်နေ့မှာနောက်တစ်ချိန်စား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာကျွန်တော်တို့တခုပေါ့နော်အကြမ်းဖက်စစ်ကောင်စီရဲ့စက်ခမ်းဆိုတဲ့စလုံးလေးဒါကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့တကယ်တော့ကရင်ပြည်နယ်မှာနော်ဒီနေဆက်ဒီမှာလာပြီးတော့มาထိုင်ချတာအကြမ်းမစစ်ကောင်စီရဲ့စကားမဟုတ်ပါဘူးဒါဒီတိုင်းသားတွေရဲ့မြေနေရာဖြစ်ပါတယ်လို့ဒါကျွန်တော်တို့ပဏမဥစွာ ပြောကြားပြစီเนาะအဲ့တော့တချို့သောအရာတွေကတော်လိုင်းကြီးကိုလှုပ်လာတဲ့အခါမှာတော်လိုင်းကြီးနဲ့ပတ်သက်တဲ့လူငယ်တွေတော်တော်များများကမြေပြင်တိကိုဆင်းပြီးတော့မှအလုပ်လုပ်လာတဲ့အခါမှာမြေပြင်အခြေအနေတွေရဲ့အချက်အလက်တွေကိုသိလာတယ်လေเนาะအခုဒီဥက္ကဋ္ဌစကန်ဆိုလို့ရှင်ဒါကရင်ကရင်ရွာတွေအများကြီးပဲရှိတယ်เนาะကရင်အမျိုးသားရွာတွေအများကြီးပဲရှိတယ်အဲ့တော့ရေကန်မြေကန်တွေကိုကြည့်လိုက်လို့ရှင်ရေတကယ်ပဲယူသားလာတော့ကရင်အမျိုးသားတွေရဲ့ ရွာတွေရွာတွေရက်ဘေးနာဘေးနာမှာအများကြီးရှိတယ်ဆိုတော့ဒါကျွန်တော်တို့သိရပါတယ်အဲ့တော့အချမ်းမက်စစ်ကောင်စီကနေမြီကျူးထားတယ်ပေါ့နော်နေမြီကျူးထားတယ်ဆိုတော့အဖြေအားပေါ်လွင်ပါတယ်အဲ့တော့လူလူတွေးဆောင်ပွဲတွေပြည်နယ်တွေးဆောင်ပွဲတွေလုပ်တဲ့အခါမှာဒီအချက်လက်တွေကိုရှင်းပြဖို့အတွက်ကအင်မတန်လိုအပ်ပါတယ်။နော်နေမြေစိုးမုံမှုအတိုင်းအတာတွေဒါကျွန်တော်တို့ရှင်းပြတဲ့အခါမှာအဲ့ဒါမှသာလဲဒီမြေပြင်မှာရှိနေတဲ့ရွာသူရွာသားတွေ နော်ဒီလက်ဒေတာတွေသူတို့တွေအတွက်ကအမှန်တရားအပေါ်မှာလीနော်ကိုမီကိုရွာကိုဒေတာဟလာတကယ်ပဲလွံ့မြောက်ခြင်းနဲ့စိတ်တွေနဲ့ဒီဒေါ်လာရေးကိုလုံနေကြတဲ့အခါမှာအကြမ်းမတ်စစ်ကောင်စီတွေရဲ့နေမီကျူးမှုတွေကိုဒါကျွန်တော်တို့တွေကပေါ်ပြရေးသားနောက်ပြီးတော့မှရှင်းပြဖို့အတွက်အင်မတန်လိုပါတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်အနေနဲ့ပထမဦးစွာပြောပြခြင်းပါတယ်အမေရိကန်ရဲ့အခြေအနေပြောပါအောင်မယ် လော့အင်ဂျလစ်မှာဆန္ဒပြပွဲအမေရိကန်နေတခြားမျိုးတွေစီကိုပြန်နှံ့လာပြီလို့သိရပါတယ်။အဲ့တော့တမရတော်နယ်ထရအစိုးရရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေအပေါ်မှာဆန့်ကျင်ဆန္ဒပြပွဲတွေဟာဆိုလို့ရှိရင်လက်ရှိအချိန်မှာဆိုလို့ရှိရင်တော့လော့အင်ဂျလစ်မှာစတင်ခဲ့ပြည်တဲ့ပါတယ်။ပြီးတော့ဆန်ဖရန်စစ္စကိုနောက်ပြီးတော့မှဒီဒဲလတ်စ်နဲ့ ဩစတင်နဲ့နယူးယောက်မြို့တွေအပေါင်းမြို့ပေါင်း24မြို့ထိပြန့်နှံ့သွားတယ်လို့ဒါကျွန်တော်တို့သိရပါတယ်။တော့အင်ဂျယ်လစ်မှာပြုလုပ်တဲ့ဆန္ဒပြပွဲအများစုဟာငြိမ်းချမ်းစွာပြီးဆုံးသွားညာလည်းပဲညာဘက်ကိုရောက်လာတဲ့အခါမှာဆန္ဒပြတဲ့သူတွေနဲ့အာနာပိုင်တွေရဲ့ကြားမှာပဏိပက္ခတွေဖြစ်ပွားမှုတွေရှိတယ်လို့သိရပါတယ်။ဆန်ဖရန်စစ္စကိုမြို့ဆန္ဒပြပွဲမှာဇွန်လ6ရက်နေ့တုန်းကလူ150ကျော်ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှာထောင်ထဲချီတဲ့လူတွေဟာဆိုလို့ရှိရင်ဒုတိယမြောက်နေ့အဖြစ်လမ်းနေပေါ်ကိုထွက်လာပြီးတော့မှဆန္ဒပြတဲ့အခါမှာအထီးကယုံနေ ဖြစ်ပြီးတော့မှရဲတွေနဲ့ပဏိပေါခဖြစ်ပွားခဲ့တာတွေရှိတယ်လို့ဒါကျွန်တော်တို့သိရပါတယ်ခဗျာဒါကတော့ဒါဟိုအမေရိကန်ရဲ့เนาะအခြေအနေတွေပေါ့เนาะအဲ့ဒီဘက်မှာလည်းနိုင်ငံရေးတွေကလှုပ်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 ဖြစ်နေတယ်ဆိုတဲ့အကြောင်းသိရပါတယ်နောက်သတင်းတစ်ခုတွေကလည်းဟိုတက်လာပါတယ်အဲ့ဒါတော့ဗာလဲဆိုလို့ရှိရင်တော့တရုတ်နဲ့အမေရိကန်ပေါ့เนาะကုန်သွယ်ရေးသဘောတူညီချက်အကောင့်တွေဖော်လို့ရပြီဆိုပြီးတော့မှအဲဒေါ်နယ်ထရပ်ကနေပြီးတော့မှ ဒီကျွန်တော်တို့ဒီသူတို့ထွက်လာတဲ့တရင်လေးကိုဒါကျွန်တော်တို့ဆက်လက်ပြီးတော့မှဒါကျွန်တော်တို့ sharing ပြန်လုပ်ပါမယ်အဲ့တော့ American နဲ့တရုတ်နဲ့နိုင်ငံကိုယ်စားလှယ်တွေကလန်ဒန်မှာတွေ့ဆုံကျင်းပတယ်လို့သိရတယ်လို့ပြီးတော့အဲ့မှာကုံသွယ်ရေးနဲ့ကုံသွယ်ခွန်ဆွေးနွေးပွဲပြီးဆုံးပြီးဖြစ်တယ်လို့တဲ့နိုင်ငံကောင်းဆောင်တွေရဲ့နောက်ဆုံးအတီးပြူချက်ပဲကျန်တော့တယ်လို့ ဒေါ်နယ်ထရပ်ကနေပြီးမှဇွန်လ17ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်မှာတရားဝင်ရေးသားထားတာကိုဒါကျွန်တော်တွေ့ရပါတယ်။အဲ့တော့သဘောတူညီချက်အရာအမေရိကန်အတွက်မရှိမဖြစ်လိုအပ်တဲ့မြေရှားတန်ရန်ဇာတာတွေကိုဒီဥပကနေတင်ပို့ပေးမှာဖြစ်ပြီးမှတရုတ်ကျောင်းသားတွေအတွက်အမေရိကန်ကကောလိပ်နဲ့တက္ကသိုလ်တက်ရောက်ခွင့်တွေအပါအဝင်သဘောတူညီတာတွေကိုပြန်ဆောင်ရွက်ပေးမယ်လို့ထရပ်ကဆိုပါတယ်။ အဲ့တော့ American ဘက်ကတွင်းကုန်ကို55ရာခိုင်နှုန်းရရှိပြီးတော့မှတရုတ်ဘက်ကတော့30ရာခိုင်နှုန်းရရှိမယ်ဆိုပြီးတော့မှ truck ကနေပြီးတော့မှပြောပြထားတာကို တွေ့ရပါတယ်။အဲ့တော့တရုတ်နဲ့ American ဆက်ဆက်ရင်အလွန်ကောင်းမွန်နေပြီဆိုပြီးတော့မှလည်း Donald Trump ကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရည်သားထားတာကိုတွေ့ရပါတယ်။လက်ရှိ အချိန်မှာကတော့ American မှာအာဒါကျွန်တော်ဆန္ဒပြပွဲတွေရှိပါတယ်။နော်ဒါကတော့ Trump ရဲ့လူမှုကွန်ရက်ပေါ်မှာတက်လာတဲ့အရာကိုညှို့ပြေးလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျ။ မြန်မာလူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ပြဿနာတွေတော်တော်များများကိုနိုင်ငံရေးအသွင်ပြောင်းပြီးတော့မှကန့်ကွက်ပါတယ်ဆိုပြီးတော့မှတရုတ်ကပြောတယ်ဆိုပြီးတော့ပါသတင်းတွေတက်လာပါတယ်အဲ့တော့မြန်မာပြည်ရဲ့လူ့အခွင့်အရေးပြဿနာတွေကိုနိုင်ငံရေးအသွင်ပြောင်းတဲ့အပေါ်တွေမှာကန့်ကွက်တယ်ဆိုပြီးတော့မှတရုတ်အရာရှိတယောက်ကအင်ကာနေကပြောဆိုတယ်လို့တရုတ်အစိုးရပိုင်းသတင်းစာတွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံရဲ့အမြင့်တဲ့ကုသလေ မြမအကြီးအထွေထွေညီလာခံရဲ့အလွတ်တဘောအစိုးရဘက်မှပြောဆိုခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်လို့လူခွင့်ရေးဆိုင်ရာကိစ္စရပ်တွေကိုနိုင်ငံရေးအသွင်ပြောင်းပြောင်းမှအသုံးချတာတွေကိုဒါကျွန်တော်တို့အနေနဲ့စန့်ကျင်တယ်ဒီလိုကိစ္စတွေအပေါ်လူလူဖိအားပေးတဲ့အလေးထားတွေကိုကန့်ကွက်တယ်ဆိုပြီးတော့မှလည်းပြောတာတွေကိုတွေ့ရပါတယ်အဲ့တော့ချစ်ကြည်ရင်းနှီးတဲ့အိန္ဒိချင်းနိုင်ငံတွေအနေနဲ့တရုတ်ဟာမြန်မာပြည်ကိုသူ့ရဲ့အမျိုးသားရေးအခြေအနေနဲ့ကန့်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းကိုရှောင်လန်းနိုင်အောင်ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တွေကိုအရှိန်ဟုန်မြင့်တင်ဆောင်ရွက်နေချိန်မှာမြန်မာပြည်ရဲ့အချုပ်အခြာအာဏာလွတ်လပ်မှုတွေ၊နယ်မြေတည်တံ့မှုနဲ့ ိုင်ငံတော်တည်ငြိမ်အေဂျင်စီကိုကာကွယ်ဆောက်ရှောက်နိုင်အောင်ပံ့ပိုးသွားမယ်ဆိုတော့မှလည်းသူကပြောတယ်တရိန်နေမှာပေါ့နော်ဖော်ပြလာတာကိုတွေ့ရပါတယ်အဲ့တော့မြန်မာပြည်က2021ကနေအာဏာသိမ်းမှုအပြီးမှာနိုင်ငံရေးစီးပွားရေးနဲ့ လူမှုရေးအပတ်ပတ်ကကြာဆင်းလာတယ်လို့နောက်ပြီးတော့မှပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကလည်းအင်ပတန်ကြီးထွားလာပါတယ်။ခေတ်ဆက်ဆက်ပြီးနေအုပ်ချုပ်မှုကိုကျင့်သုံးခဲ့တဲ့အကြမ်းမဲ့စစ်ကောင်စီစေအုပ်စုအာဏာသိမ်းမှုအပြီးမှလည်းလူအခွင့်အရေးချိုးဖောက်မှုတွေကိုကြည်ကြဲပြဲပြဲပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့တာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့အကြမ်းမဲ့စစ်ကောင်စီနဲ့အာဏာရှင်တို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးအာဏာသိမ်းအကြမ်းမဲ့စစ်ကောင်စီကိုနိုင်ငံရေးစီးရေးအရာ အားပေးထောက်ခံပြုမှုနေတဲ့တရားဟာဆိုလို့ရှိရင်လည်းအချုပ်အခြားအာဏာတည်မြဲရေးနဲ့ဝင်ရောက်မဆုတ်ဖက်ရမှုအတွင်းတွင်ပြောဆိုတည်တိုင်သူရဲ့ပြောဆိုမှုတွေကိုကိုယ်တိုင်ချိုးဖောက်ပြီးတော့မှတော်လန်ရေးအင်အားစုတွေကိုဖိအားပေးတာတွေမြန်မာပြည်ရဲ့နိုင်ငံရေးမှာဝင်ရောက်ဆုတ်ဖက်တာတွေဟာဆိုလို့ရှိရင်တော့ယနေ့ထိတိုက်အောင်ရှိနေစေပါပဲခင်ဗျာတက်ဆက်သေးပါပဲအရှိတောက်အာရှတွေအသေးအာဆီယံကမြန်မာအကြက်တဲဖြစ်ရှိရမှာဆိုလို့ရှိရင်လည်းအဓိကထားဆောင်ရည်နေမှုကိုတရုတ်အနေနဲ့ထောက်ခံတယ်ဆိုတဲ့အကြောင်း မြန်မာအကြမ်းဖက်စစ်ကောင်စီရဲ့လမ်းပြမြေပုံဟာဆိုလို့ရှိရင်တော့အပြန်လန်အားပြပြီးတိတိယယအကောင့်တွေဖော်နိုင်ဖို့မျှော်လင့်နေဆိုတဲ့အကြောင်းပြောထားတာတွေတွေ့ရပါတယ်။ဒါအပြင်နိုင်ငံနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လည်းအခြေအနေပုံမူတင်မလာအောင်ဒါမှမဟုတ်ပိုးရှုပ်ထွေးအောင်လုပ်မဲ့လုပ်မဲ့အစားပါတော့မတူညီမှုတွေကိုပေါင်းကူပေးပြီးတော့မှပြဿနာဖြေရှင်းဖို့အာရုံစိုက်တဲ့နေဆိုတဲ့အကြောင်းပြောပြထားပါတယ်။အဲ့တော့တော်လိုင်းတက်တွေကိုပြရပေးပြီးအကြမ်းဖက်စစ်ကောင်စီနဲ့အပြစ်ခတ်ရက်စီတဲ့တရုတ်ဟာမြန်မာနိုင်ငံရဲ့တည်ငြိမ်အရေးနဲ့ပြန်လည်တည်မြဲ ရရှိအောင်ကူညီပေးရအပြုသဘောဆောင်တဲ့အခမ်းအနားနေဆက်လက်ပါဝင်ဆောင်ရွက်သွားမှာဆိုပြီးတော့မှလည်းပြောပြထားတာတွေ့ရပါတယ်။အဲ့တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကရိုဟင်ဂျာတုတ်ကက်တဲ့တွေနေရပြန်လာရေးနေအတူမြန်မာအကြမ်းမဲ့စစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဆွေးနွေးမှုတွေရာဆိုလို့ရှိရင်တော့ဒါဖြည့်ရှင်းဆောင်ရွက်နိုင်အောင်တန်တမာရောင်းဝယ်ဆေးဆက်မှုတွေလုပ်ခဲ့ကြောင်းကိုလည်းပြောတယ်ဆိုပြီးတော့မှဒါသိရပါတယ်။အဲ့တော့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံအမြဲတမ်းကူစလဲကနေပြီးတော့မှပြောပြထားတာကိုတွေ့ရပါတယ်။ နော်လက်ရှိအချိန်မှာတော့မြန်မာနိုင်ငံရဲ့လက်ရှိမြေပြင်ရဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ချင်ရင်တော့ဒေါ်လာရအစုတွေကိုဒီတေယိုဘက်ကနေပြောမှလည်း PR ပေးထားတာတွေလက်ရှိအချိန်ထိရှိနေပါသေးတယ်ဆိုတော့ကြောင့်ပြောပြချင်ပါတယ်အဲ့တော့ဒီနေ့မနက်မှာအထူးကြဆုံးသောနောက်တဲ့တိုင်းတစ်ခုကတော့နေဆက်ရရနဲ့ပတ်သက်ပြီးတော့မှဒေါ်လာရအစုတွေဟာဆိုလို့ရှင်တော့ဥဂရိတတ်စကန်ကိုထိုးစစ်ဆင်နေပါပြီ အဲ့တော့ပထမအကြိမ်ထိုးစစ်စင်တော့ကမသိနိုင်ခဲ့လို့တိုက်ကြီး CEO ဆိုပြီးတော့မှအကြမ်းတ်စစ်ကောင်စီစစ်တပ်ရဲ့ဝါရမ်းပြတ်တဲ့စကံကိုတုံးနဲ့အကြမ်းတ်ပြန်လဲပြီးတော့မှသိယူနေခြင်းဖြစ်ပါတယ်ခင်ဗျ။ကဲဒါကလည်းအခုလက်ရှိကျွန်တော်တို့စောင့်ကြည့်ရပဲအခြေအနေဖြစ်တယ်လို့နေဆက်ရမှာဆိုလို့ရှိရင်အကြမ်းတ်စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့စကံပေါင်းမြောက်များစွာကိုလည်းထိုးစစ်စင်နေတဲ့ကာလဖြစ်ပါတယ်ခင်ဗျ။ အန်ရွဲကနေပြောမှရန်ကုန်ကိုဆစ်ရှောင်နေတဲ့ရုံစည်ရီတူမရန်ကုန်ထွေအုပ်ရုံအတွင်းမှာပစ်အဲတတ်ဖြတ်ခံရတယ်ပေါ့နော်တတ်ဖြတ်ခံရတယ်ဆိုတော့တရင်လည်းတက်လာပါတယ်ရခိုင်ပြည်နယ်တန်တွဲမြို့နယ်စစ်ဘေးရှောင်ပြောမှရန်ကုန်မရန်ကုန်မြို့နယ်ထွေအုပ်ရုံမှာတွဲဘက်တာဝန်ထမ်းဆောင်နေတဲ့အငယ်တန်းစည်ရီတူဘုံမူးနောက်လိုက်တူကဓာတ်ပြစ်ထိုးတဲ့အတွက်ကြောင့်ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့တယ်လို့သိရပါတယ် အဲ့ဒါကတော့ဇွန်လ17ရက်နေ့မနက်9:50မိနစ်ခန့်မှာမယင်းကုန်းမြို့နယ်ထွေအုပ်ရုံမှာဖြစ်ပွားခဲ့တယ်လို့သိရတယ်လို့အသက်36နှစ်အရွယ်အငယ်နဲ့စရီကိုအောင်မြင့်မြတ်တိတ်ဆုံးပြည့်နောက်အသက်50ကျော်အရွယ်ရုံအခုဘုံမှုနောက်လိုက်ဦးကျော်စိုးမင်းကျော်စိုးမင်းကဓာတ်နဲ့ထိုးတက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာသူတို့ကရုံမှာအတူပဲနေတယ်လို့သိရပြီးတော့မှအဲ့ဒီရုံအခုဦးလေးကဘုံမှုနောက်ကလိုက်နေတဲ့လူပါမနေ့ကလည်းတဲ့အဲ့ဒီအဲ့ဒီဦးလေးကအသက်ခံရတဲ့ အကိုကိုလိုက်ရှာနေတယ်လို့လည်းပြောပါတယ်အဲ့တော့ပြဿနာတွေတော့ရှိပုံရှိတယ်လို့သိရတယ်လို့ပြီးတော့ယုံထဲမှာပဲထိုးတာတဲ့ဓာတ်ထိုးတာပေါ့နော်အဲ့တော့အထိုးခံရတဲ့အကိုကဇောနဲ့ထိုးတဲ့လူနောက်လိုက်တာနေမှာတဲ့အဲ့တော့ယုံပေါဝနာရောက်တော့လဲသွားပြီးတော့မှဆုံးသွားတယ်လို့သိရပါတယ်အမိမဖော်လို့တဲ့ယုံဝင်တဲ့တူကနေပြီးတော့မှပြောပြထားတာဖြစ်ပါတယ်ခဗျာနောက်တဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းလေးတစ်ခုကတော့ ဟာခါဗျူဟာမူတက်မ69တက်မမူအဖြစ်အစားထုတ်ခန့်အပ်လိုက်တယ်လို့သိရပါတယ်။မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ရဲ့ဆယ်လာပိုင်း20နဲ့ကိုစစ်စင်ရေးကာလအပြီးမှာတက်မမူမကြာခဏပြောင်းနေတဲ့တက်မ69ရဲ့လက်ရှိတက်မမူဘုံမူချုပ်တင်းမောင်ကျော်ကိုအချမ်းမဆက်ကောင်စီကဖမ်းဆီးလိုက်ပြီးလို့သိရတဲ့အပြင်သူရဲ့နေရကိုဟာကားစစ်ပြူဟာမူဘုံမူကြီးစိုးဝင်းထုံးကို အစာထိုးခံအပ်လိုက်တယ်လို့သိရပါတယ်။အဲ့တော့ချင်းပြည်နယ်ဟာကားမျိုးအခြေချစစ်ပြူဟာမူဘုံမူကြီးစိုးဝင်းထုံးကို မန္တလေးတိုင်းမိတ်တီလာမြို့အခြေဆိုင်အမှတ်69ချင်းမြတ်တမဌာနချုပ်ရဲ့တမမှုအဖြစ်အကြပတ်စစ်ကောင်စီကပြောင်းရွှေ့ခန့်အပ်လိုက်တာဖြစ်တယ်လို့စီရီယံဘူကြီးစင်ရော်ကဒီဘက်မှာလည်းပြောပြထားတာကိုတွေ့ရတယ်လို့တမ69ရဲ့တမမှုဖြစ်တဲ့ဘုံမှုချုပ်တင်မောင်ကျော်ဟာအာရခတ်အေအေထံကိုခေါ်လုံပြီးတော့စစ်ကောင်စီကိုပုံကံမဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် မေလကုံပိုင်းကအကြပ်ဆက်ကောက်စီကဖမ်းဆီးပြီးတော့မှယာဒူးရုတ်သိမ်းခဲ့တာလို့စီရီတရင်အရင်မြစ်တွေမှာလည်းဖော်ပြထားတာတွေကိုတွေ့ရပါတယ်။လက်ရှိမှာတော့ဟာခန်းအခြေချစစ်ပြူဟာမှုနေရာအတွက်ဘယ်သူကိုခန့်အပ်မလဲဆိုတာကိုတော့မသိရသေးပေမဲ့အကြပ်ဆက်ကောက်စီအနေနဲ့တော့ချက်ချင်းခန့်အပ်လာနိုင်တယ်လို့သုံးသပ်ထားတာတွေကိုတွေ့ရပါတယ်။ ဲ့တော့တက်မ99ရခိုင်မကွေးနဲ့ဘကူတိုင်းဆက်ဆက်ဒေသတွေမှာစည်ရေးဖော်ဆောင်နေတဲ့အဖွဲ့တွေဖြစ်ပြီးတော့မှဇေလာပိုင်း29ဆင်းစင်ရေးကာလကနေလက်ရှိအချိန်ထိတနစ်ခွဲအတွင်းမှာစည်ရေးရှုံးနေမှုတွေကြောင့်တက်မ99တက်မမှု9ဦးအထက်အကြဘတ်စစ်ကောက်စီကအပြောင်းလဲပြုလုပ်ထားတာတွေရှိတယ်လို့သိရပါတယ်ခင်ဗျာဟ ோம் လင်းမြို့မှာတော့အရက်သားတွေဟာဇက်တိုက်ဖမ်းဆီးခံနေရတယ်လို့သိရပါတယ်ခင်ဗျာ TNN နေနဲ့ပတ်သက်ပြီးတည်ရတဲ့သတင်းကတော့ TNN နေနဲ့ပတ်သက်ပြီးတော့မှ DBLA ကိုရောအခြား PDF တွေကိုရောနောက်ချိုးတိုက်ပွဲကနေပေါ်မှာမောင်းမထုတ်ပါဘူးဆိုတဲ့သတင်းတွေထွက်လာပါပြီ။မြေပြင်မှာကလက်ချင်းချိတ်ပြီးတော့မှနှီးမျိုးစုံနဲ့ကြိုးစားတိုက်ပွဲဝင်နေကြတာတွေဖြစ်နေတယ်လို့အားနေရင်လည်းလာတိုက်ကူလို့ရပါတယ်ဆိုပြီးတော့မှသတင်းတွေပြန်ထွက်လာပါတယ်။အဲ့တော့အကြမ်းမဲ့စစ်ကောင်စီရဲ့စိတ်ကြိုက်တွေးခွဲမီဒီယာတွေအတုံးချခံနေမဖြစ်ဖို့အတွက်အထူးသတိထားဖို့အတွက်ကိုဒါမြေပြင်ကနေပြီးတော့မှ ကိုယ်တိုင်ရေးတာ ချက်တွေဟာဆိုလို့ရှိရင်ထောပေါ်လာတာတွေကိုညှဝေပေးလိုက်ပါတယ်ခင်ဗျာအခုလက်ရှိအချိန်မှာတောင်ပိုင်းတိုင်းတက်မှလေးမှာဆိုလို့ရှိရင်လည်းတိုက်ပွဲတွေကဆက်လက်ပြီးတော့မှပြင်းထန်နေတယ်လို့ဖြစ်တယ်လို့ကရင်အမျိုးသားကာကွယ်ရေးတင်းတပ်ဖွဲ့တွေနဲ့ပူပေါင်းမဟာမိတ်တင်းတပ်ဖွဲ့တွေကတောင်ပိုင်းမှာဆိုလို့ရှိရင်တော့တမ6နေရာမှာတွေရောတမ4မှာရောတင်းတင်းတိုက်တိုက်တကြောအားလုံးဒေစီညင်းစွာနဲ့ဆက်လက်ပြီးတော့မှ စက္ကန့်သိန်းတွေကိုစဉ်းလွှဲလဲရှိပါတယ်ဆိုတဲ့အကြောင်းတရင်ကောင်းပါပြစေခင်ဗျ။เนาะအဲ့တော့မြေပြင်မှာဒါကျွန်တော်တို့လိုအပ်သောထောက်ပို့ရေးရာတွေကိစ္စတွေအားလုံးကိုအင်တိုင်းအတိုင်းဆက်လုပ်ပါအားလုံးเนาะဖားကန်နဲ့ပတ်သက်ပြီးတော့မှသိရတဲ့တရင်ကတော့ဖားကန်မှာအချမ်းမစစ်ကောင်စီတွေဘက်က15ရောက် GIE ဒရုန်းထိပင်းပြီးတဲ့နောက်ပိုင်းမှာနာအော်ဟိုဒါသူတို့ကြဆုံးသွားတယ်လို့သိရပါတယ် မြောက်ရီမျိုးနဲ့ပတ်သက်ပြီးသိရတဲ့တဲ့င်းကတော့မြောက်ရီမျိုးမှာကတော့ခလာရ2ခွန်ကတိုင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားတို့နဲ့စစ်မှုထမ်းတပ်သားတင်းအူဟာစုစုပေါင်း3ဦးအလင်းဝင်တယ်လို့အကြမ်းမဲ့စစ်ကောင်စီရဲ့ပေါ်တာဆွဲဖမ်းဆီးမှုခံရပြီးစစ်သားဖြစ်တုတ်သွင်းခံရတဲ့သူတွေလည်းဖြစ်တယ်လို့သိရပါတယ်။အဲ့တော့ကျွန်တော်လည်းဟိုပြီးခဲ့တဲ့ရက်ပိုင်းလေးရပါတော့။မြည်ပြင်းဆင်းပါတယ်။အဲ့လိုပဲဒီကျွန်တော်တို့ဒီတောင်ကုန်းဘက်ကနေပေါ်တာဆွဲခံရတဲ့ကလေးပြီးတော့သူတို့တွေဒီ အဲစစ်စေးရီနေရာတွေကိုပို့တယ်ပြီးမော်လမြိုင်စစ်စေးရီတွေပို့တယ်ပြီးတော့အဲ့ဒီကနေမှတဆင့်မြောက်ရီဘက်ကိုထပ်ပို့တယ်အဲ့ပြီးတော့ဒီဥက္ကဋ္ဌမှာပေါ့နော်အခုအခုတပ်ပွဲဝင်နေတဲ့ဥက္ကဋ္ဌမှာလူငယ်တွေကိုညင်းစေးတွေမူရစေးဝါတွေကျွေးပြီးတော့မှဒီဒီတောင်ပိုင်းတခွင်ကိုပို့တယ်ကလေးတွေကို ကျွန်တော်ကိုယ်တိုင်ပဲဟိုကျွန်တော်ဟိုအင်တာဗျူးခဲ့ပါတယ်သူတို့ရဲ့အတွေ့အကြုံတွေပေါ့နော် view ပေးမှလည်းရမယ်။ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့အဖေအမေတွေဆွေမျိုးတွေညီကိုမောင်နှမတွေရှိနေတဲ့နေရာမှာစိတ်အေးလို့ရအောင်ပါလို့เนาะအဲ့ဒါမျိုးလေးတွေအဲ့တော့သတိထားပါအကြမ်းဖက်စစ်ကောင်စီကဒီပေါ်တာဆွဲခံရတဲ့ကလေးတွေကိုမူရစီဝါတွေဈေးတွေတုံးပြီးတော့မှเนาะပြီးပြီးတော့မှတို့တွေဟာတိုက်ပွဲဝင်ခိုင်းနေလက်ရှိပါတယ်ဆိုတဲ့ကြောင့်ကျွန်တော်တို့မှာတတ်သိတွေအချက်လက်တွေရှိပါတယ်ဆိုတဲ့ကြောင့်ပြောပြပါစေ။အဲ့ဥက္ကဋ္ဌကပုံဆိုးတယ်အခုဥက္ကဋ္ဌကတိုင်းနေတယ်ဥက္ကဋ္ဌမှာအတွင်းထဲမှာရောင်းပေးတယ်မြင်းဈေးတွေမူရစီဝါတွေလေ။ နော်အဲ့ဒါတွေကိုလည်းမျောရီမျိုးသူမျိုးသားတွေဝိုင်းဖော်ဖို့အတွက်လိုအပ်တယ်လို့ဒေတာကန်တွေကလည်းဝိုင်းဖော်ဖို့အတွက်လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူငယ်တွေမျိုးဆက်တစ်တွေကိုသူတို့ကတက်ကွင်းထဲမှာထားပြီးတော့မှဒီမူရေးစေဝါတွေကိုကြွေးပြီးတော့မှသူတို့တွေဒီအချက်ကင်တာဖြစ်ပါတယ်အချက်မဆက်ကောင်စီတွေဘက်ကဒါကတော့တတ်သိပဲနော်အားကြောင့်ကျွန်တော်တို့ဒီအဲ့တချို့မှာကျွန်တော်တို့ကဒေါ်လိုင်းလောက်တဲ့အခါမှာကျွန်တော်တို့တိုင်ရင်ခွဲမယ်မြည်ပြင်ခွဲမယ်ဒါပေမဲ့အကုန်လုံးက အခြေအဆက်ရှိနေရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတော်လန်ရေးဟာဒီတိုက်ပွဲတွေဟာတနိုင်ငံလုံးအတိုင်းတာတပြီလုံးအတိုင်းတာနေနဲ့ကျွန်တော်တို့အခြေဆက်လုပ်ပြီးတော့သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့နော်။မနေ့ကတော့မန္တလေးအမရပူရာကရေဝင်နေတဲ့တရင်ကတော့ကြားရတယ်လို့ဒီနေ့ကတော့ရေကျသွားလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် အဂျာမန်စစ်ကောင်စီတွေဘက်ကတော့ဒီပြည်တွင်းစစ်နဲ့ပတ်သက်ပြီးတော့မှသူတို့တွေကတော့နျူကလ িয়ার နဲ့ချင်းချောက်တာတွေသူတို့ဆက်လက်ပြီးတော့မှပြုလုပ်လျက်ရှိနေတယ်ဆိုတာကိုတွေ့ရပါတယ်เนาะအဲ့တော့တော်လိုင်းတက်တွေအင်အားစုတွေကလုံဆက်ရှိတာတွေကိုဆက်လုပ်ပါသွားစရာရှိတာတွေကိုဆက်သွားပါအကောင့်ထဲပေါ်စရာရှိတွေရှိတာတွေကိုဆက်ပြီးတော့မှပေါ်ပါလို့အကြံပြုချင်ပါတယ် ကဲကျေးဇူးတင်ပါတယ်အဲ့တော့ဒေဒီပတ်တ်ရဲ့ထူးခြားသောသတင်းတွေကတော့ဒီလောက်ပါပဲเนาะအဲ့တော့အလဲပိုင်းတိုင်းကိုလည်းဝင်ရပါเนาะနောက်ပြတ်မှာရခိုင်ပြည်နယ်ပတ်မှာဆိုလို့ရှိရင်လည်းကြောက်ဖြူအရေးကိစ္စတွေကလည်းအင်မတန်အရေးကြီးပါတယ်เนาะအာအားလုံးအဓိကအထူးသတိထားမနေမည်အချင်းဖြစ်ပါတယ်အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အချမ်းမဲစစ်ကောင်စီအာဏာသိမ်းတဲ့နောက်ပိုင်းမြန်မာနိုင်ငံဟာမွေးစေဝါနဲ့ထိန်းချုပ်ပြီးတော့မှသူတည်ဥဆောင်နေတာဖြစ်ပါတယ် ဒါတခါကြာလို့ရှိရင်ကျွန်တော်တို့ကမင်းအောင်လိုက်ဥဆောင်နေမင်းအောင်လိုက်ဥဆောင်နေလို့ထင်တယ်တကယ်တော့နောက်ပြန်မှာမူရစ်စေဝါနဲ့လူငယ်တွေရောမျိုးဆက်သစ်တွေကအကုန်လုံးသူတို့ထိန်းချုပ်ထားတာဖြစ်ပါတယ်အားကြောင့်အဆအဆအရာအာကျွန်တော်မူရစ်စေဝါတွေမဆွဲဖို့အတွက်မူရစ်ရဲ့ကြီးကျုံတွေမဖြစ်ဖို့အတွက်အထူးတတိထားပါလို့အကြံပြုချင်ပါတယ်ကျေးဇူးတင်ပါတယ်